တရားအသိဉာဏ်ကလေးကိုရှာရဲဆိုတာအခုလုံလုံးနဲ့ချမ်းသာအောင်နေတဲ့ယုံလေးအတွက်ရှာတာမဟုတ်သေးဘူးကျမကြီးမကောင်းတဲ့အချိန်ဆိုတာရောက်လာအောင်ပဲရှိုးရတဲ့လောကဓာတ်လေးနဲ့တွေ့ရတဲ့အချိန်ဆိုတာရောက်လာနိုင်သေးတယ်အဲ့ဒီလိုအနာကဆိုးမျိုးနဲ့တွေ့လာတဲ့အခါမှာကိုယ်စိတ်ကိုသက်သာအောင်ထားဖို့ဆိုတာကတာမန်အချိန်လေးမဟုတ်ဘူးတော့သူကတာမန်အချိန်လေးမှာတော့ဘုံဘုံတို့ရဲ့စိတ်ကိုသက်သာအောင်မထားတတ်သေးဘူးဆိုရင်ရှိုးရတဲ့အချိန်လေးမှာထားဖို့ဘာလို့တော့ဥပ္ပိတော့ခက်သွားပြီ ခုကျမကြီးကောင်းတဲ့အချိန်မှာတော့စိတ်တွေဆင်းရဲနေတယ်ဆိုလို့ရှိရင်ကျမကြီးမကောင်းတဲ့အချိန်မှာဘယ်လိုနေရလဲပိုဆင်းရဲလိမ့်မယ်ဒီစိတ်ဆင်းရဲတွေကလည်းပြောင်းမသွားဘူးကျမကြီးမကောင်းလို့ဆင်းရဲတာတွေကလည်းပိုပြီးတော့တိုးလာအောင်မယ်ပိုပြီးတော့ဆိုးတာကဘုန်းတော်ရဲ့နောက်ဆုံးအခြေပြရတော့မယ့်အနေအထားတစ်ခုဒါလည်းတရားပေါက်တွေ့ရမယ့်အခြေအနေတစ်ခုအဲ့ဒီအခြေအနေဟာစိတ်ကိုချမ်းသာအောင်ထားဖို့စိတ်ကိုကြည်လင်အောင်လုပ်ဖို့အခက်အခဲဆုံးအခြေအနေတစ်ခုပဲ အဲ့ဒီအခြေအနေမှာစိတ်ဆင်းရဲပြီးတော့ပဲအဆုံးသတ်သွားမယ်ရှင်အလွန်မှကြောက်စရာကောင်းတဲ့အနေအထားကြီးဖြစ်သွားလိမ့်မယ်ဟုတ်လားအဲ့ဒီအခြေအနေမှာကိုယ်စိတ်ကလေးကိုကြည်လင်အောင်ချမ်းသာအောင်ထပ်တက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲအခုတည်းကစဘုံတို့ဘာလို့ဖို့လို့တော့ကြိုတင်ပြီးတော့လေ့ကျင့်ထားဖို့လုပ်မယ်ဘုံပြောတာသုံးချက်လို့ဘုံထင်ပါနော်လောလောဆယ်ကိုယ်စိတ်ကလေးကိုမြေးအောင်ချမ်းသာအောင်ထပ်တက်ဖို့တရားအထုတ်ရဟုတ်လား လောကရန်စုတွေနဲ့တွေ့လာတဲ့အခါအထူးသဖြင့်ကျမ်းမာရေးဖောက်ပြန်လာတဲ့အခါစိတ်မစင်းရဲအောင်တည်ငြိမ်မှုရှိအောင်အေးချမ်းမှုရှိအောင်ဘာလို့မလို့ကိုယ်စိတ်ကိုကြိုတင်ပြီးတော့လေ့ကျင့်ထားမယ်။အရေးအကြီးဆုံးကတော့တည်ခြင်းတရားနဲ့တွေ့လာတဲ့အခါမှာတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းလေးရင်ဆိုင်နိုင်ဖို့ဆိုတဲ့စိတ်ကလေးနဲ့လည်းပဲတရားအထုတ်တဲ့အလုပ်ကိုပြုကြရမယ်ပေါ့။ဒီကောင်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာချမ်းသာတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာချီးလင်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာလွယ်ကူတဲ့အလုပ်မဟုတ်ဘူး။ ဘဝကသူကတန်ဖိုးအကြီးဆုံးအရာဖြစ်တဲ့အတွက်ကြောင့်သူဖြစ်အောင်လိုရတာလည်းပဲအခက်အခဲဆုံးဆိုတာတဘာဝကြတယ်။ရွှေရင်ငွေတွေတဲ့တန်ဖိုးရှိရနော်ကြည်လင်တဲ့စိတ်ကလေးအေးချမ်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တတ်တဲ့အရည်အသွေးကဟုတ်တယ်မို့လား။ဘဝမှာစိတ်ချမ်းသာဖို့တည်းဘာရည်ကြီးသေးတာလို့။အိဆန်ရှားတယ်ဆိုတာလည်းသူသူချမ်းသာဖို့အတွက်ရှားပေးရတာ။ကောင်းကောင်းလေးစားပေးတာလည်းသူချမ်းသာဖို့အတွက်ကောင်းကောင်းလေးကြည့်ပေးတာလည်းသူချမ်းသာဖို့အတွက်ဟိုလူနဲ့အတူနေခြင်းလည်းဆိုတာလည်းသူချမ်းသာဖို့အတွက်ပဲဟုတ်တယ်မို့လား။ ဒီစိတ်ကလေးချမ်းသာဖို့အတွက်လည်းဘုံမလို့မလုပ်နေရဘူး။အကုန်လုပ်နေရ။တော့စိတ်ချမ်းသာသွားပြီဆိုရင်ဓာတ်ထက်ကောင်းတာဘာရှိအောင်မလို့။ဟုတ်လား။ဒါပေမဲ့ဘုံတို့တည်းကလှုပ်တက်မယ်ဆိုလို့ရှိရင်သူကအည်သွေးရှိတဲ့လူတယောက်ပဲ။ဟုတ်လား။